အားလုံးပဲမင်္ဂလာပါခင်ဗျာတဲမော်နင်းရှိုးနယူးစ်ကပြန်လဲကြိုဆိုလိုက်ပါတယ်အခုတင်ပြပေးမှာကတော့နိုင်ငံရေးပေါ့ဝါတဲ့အယူပါဘူးလက်ကြီးအကြောင်းပြီးသုံးလုံးပါတီရဲ့မျိုးဆက်တစ်လူငယ်တွေနဲ့ CI လက်မှတ်ကိစ္စအညာဒေတာလက်ပံလာရွာမှာဖြစ်ပွားခဲ့တဲ့ PDF နဲ့ Starlink Internet သုံးဆွဲသူတွေရဲ့ပြဿနာစတဲ့အချက်တွေနဲ့ပတ်သက်လို့ OSI ကကိုစီဝါရဲ့တုံသက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာ ရာဒီဦးတို့ကတော့ကောင်းတာပဲဒီနေ့ကထွေထူးဘာမှအများကြီးဥစ္စာပြောစရာတွင့်စရာမရှိပါဘူးသို့တော်လည်းတွင်းလာရင်ခိုင်းလိုပဲပေါ့ဗျာအချောင်သွားတော့ပေါ့ဟုတ်ကမနေ့ညဟိုဥစ္စာတရင်နေပြန်ဖတ်ရင်လည်းတွေ့လိုက်တာတော့ bullet ကြီးကပြန်ပြီး damage control ပေါ့ဗျာ damage control bullet လာဆိုရင် UEC ကောင်းတဲ့အကြောင်းပေါ့ချက်ချင်း ရေးတည်ယူနေချက်ချင်းပြင်ဆင်ပေးတဲ့အကြောင်းအဲ့လိုမျိုးပြန်ပြောနေတာကိုတွေ့ရတော့ဆိုတော့သူလည်းသူလည်းတိုင်းဟပိုင်းဟဖွဲ့စည်းရခေါ်ပြီးတော့တကူကူမင်းအဲ့လောက်ကြီးတော့မပြောနဲ့ဆိုပြီးအာမချောင်းနဲ့ဆိုပြီးပြောလိုက်တယ်တင်ပါတယ်ဆိုတော့ဘုလက်ကတကူကောင်းတာသူကအဲ့လိုဘုလက်ကပြောလို့ရှိရင်အများကြီးရှည်ကြီးမပြောဘူးသူကသူ့ကိုသဘောကျတာအဲ့လိုဗီဇာပါတယ်ဆိုကလာပြီးတော့ ုံး3မိနစ်ပဲပြောတာပြောပြီးရင်သူကပျောက်သွားတယ်အဲ့ဒါပြောတနေ့တိုင်း engage လုပ်နေတာသူဒီပဲတော်တယ်မန်တိုင်းပြောရတယ်အဲ့လိုမျိုးလေးလဲဘိုးစားပေါ့ဗျာအဘကြီးကြတော့ပါတီထဲမှာကြတော့စစ်တပ်ကလာတော့အလုံးကခတိတီကြီးတွေလဲပေါ့ဗျာခတိတီကြီးတွေနဲ့ပြန်မှာအခါကြီးတွေနဲ့ပေါ့ဒီမှာယာရူကြီးရဲ့ဝိစာအဘကြီးဆိုလို့ရှိရင်အဲ့လိုမျိုးနေရတာပေါ့ မနေသူကမတ်တထောင်သားကိုအုပ်ချုပ်နေရတော့သူတို့မယူသေးပါမလေးစားမှရမ်းကြောက်တာကျောက်တော့ခတိတီတယ်ဘူးလက်ကအဲ့လိုမဟုတ်ပေါ်တော်တော်ကြီးသူကအဲ့တခုကိုဘာကြိုက်တာကြိုက်တာသူကအများပြည်သူလူနဲ့ connect လုပ်လို့ရတယ်အခြေခံလူရန်သားရင်ကိုရီးယားအဲ့လိုလူဘော်ကြီးတွေကိုတိုက်ပြီးအပေးချင်တယ်ဆောက်မြောက်ပေးချင်တယ်ဆောက်မြောက်ပေးတဲ့လုံမဲ့ပုံကြီးဒီပုံကြီးက အဲ့မျိုးဆိုတော့ဘာဘယ်လိုခေါ်မလဲဗျာဟိုစစ်ဖို့စစ်သားနဲ့တိတ်မတူဘယ်လိုခေါ်မလဲဟိုအများပြည်သူနဲ့ဟိုဥစားလူပြက်လို့တော့မပြောချင်ပါဘူးဒါပေမဲ့လို့အဲ့လိုပြောတာကုလခေါင်းမျိုးကြီးပဲတက်ကြီးသွားတာပဲဒါပဲဘာမှမဟုတ်ဘူးအမကုလခေါင်းမျိုးကြီးပဲဟောတော်တော်နေရတယ်ဒီမှာလေကြည့်ကပ်ပြောပြောနေရတယ်ဒီမှာလေဆိုတော့ဟိုအဲ့အဲ့ဟာကိုသဘောကျတာသူက public city ကိုဟိုဥစား public engagement ကိုသူကအဲ့လိုမျိုးသူက အဲ့လိုလုပ်တာအဲသူ့ရဲ့နီးပေါ့ဗျာနော်ကမ္ဘာပြည်မှာရှိတဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးသမားတွေထဲမှာရှားပါးတဲ့ရှားပါးတဲ့ style ပေါ့တော်ရုံလူမလုပ်ဘူးခရာမျိုးလုပ်လည်းမလုပ်ရဲဘူးပေါ့ဗျာနော်တော်ရုံသူ့လိုကပ်ပေါ်ပေါ်ကကြောင်ကြောင်ပေါ့ဗျာဟိုလိစားပါတယ်ဆိုပြီးတော့ ဘူးလက်ကိုဘူးလက်ကိုလှုပ်ပေးကျင်တာနာယီနာယီကျိုးဥစားအစ်စ်ဖြုတ်ပေးကျင်တာနာယီတခါကျနာယီကတော့ဘဘဘဘနဲ့တော့လှုပ်ဟာဘူးလက်ကအဲ့ဒါမျိုး very entertaining ပေါ့ very entertaining လို့ခေါ်တာပေါ့နော်ဖြောပြေးရေးမှကျွမ်းကျင်တယ်ပေါ့သူကလူတွေချစ်တာမချစ်တာတကာနာဒါပေမဲ့စိတ်ဝင်စားမှုရှိအောင်သူ့မှာလုပ်နိုင်တယ်အဲ့ဒီတစ်ခုကအဲ့ဒီတစ်ခုကသူ့ရဲ့ talent ပဲအဲ့ဒါ ဟုတ်ကဲ့ခင်ဗျကျွန်တော် TikTok လည်းမသုံးတတ်ဘူး YouTube မသုံးတတ်လို့ပါကျွန်တော်တခါလုတ်ကြည့်သေးတယ်လုတ်ကြည့်တော့အာအဲ့တုန်းကကမလေးတောင်းနေရရေးစားဖြစ်တော့သူကဒီနေ့ခိုင်းတော့ light လုတ်ကြည့်တာပေါ့ဗျာကျွန်တော်လည်းကျွန်တော်လည်းလုတ်ကြည့်လုတ်ကြည့်ပြီးတော့ခေါင်းနဲ့နောက်လာလို့မလုတ်တော့တစ် TikTok ကမိနစ်စက္ကန့်30လာဘလောက်မိနစ်60လာစက္ကန့်60လာပဲလုတ်လို့ရတာကျွန်တော်ကအဲ့လိုတောက်လျှောက်ကြီးအာချောင်သွားကျင်တာအားလုံးတော့အဆင်မပြေဘူးစက္ကန့်60နဲ့ဘာပြောလို့ရမှာလဲ တော်ကြလိမ့်ပတ်လေအောင်မပြောလို့ရှိရင်တော်ကြဟိုအထင်လွဲစရာတွေဖြစ်မှာစလို့ခုတစ်ချက်တော့ပြန်ကြည့်လိုက်ပါဦးမယ် second 60နဲ့လုပ်လို့ရတာပါရှိတယ်ပေါ့နော်အဲ့လိုလေးရှိပါတယ်နော်ကဘူလက်အကြောင်းပြောနေတာဘူလက်ကသူ့သူ့ထောက်ခံတာတွေမထောက်ခံတာတွေတကာနာနော်အဲသူကဥစ္စာဖြစ်တယ်လူစိတ်ဝင်စားအောင်လုပ်တယ်အဲအဲ့ဒါတကူကချီချူးဖို့ကောင်းတယ်အဲ့ဒါတော့အဲ့ဒါတော့ချီချူးပါလေနော် ။အဲတော့တခုကသူကသူ့ကိုခေါ်ပြီးလက်ဖက်ရိုက်တိုက်လိုက်တာလားဘာလားမသိဘူး။ချက်ချင်းကိုချက်ချင်းကိုလေးတန်းပြောင်းသွားပြီ။သူကဥစ္စာပေါ့ဗျာ။ဒေါ်နယ်ထရန့်လိုပုံစံမျိုး။ဒေါ်နယ်ထရန့်လိုပုံစံမျိုးသူကသူကပြန်ပြီးတော့ဥစ္စာ backflip ပေါ့။ backflip ပို political backflipping လို့ခေါ်တာပေါ့။နောက်ဂျွန်နီပါရီပြန်ထိုးရမှာလေသူကမကြောက်ဘူး။အမှန်တော့ true politician ပဲ။အကူဒါသူမဲဆန္ဒနေမှာနေလို့ရှိရင်သူ့ကိုဗုတ်လုတယ်ဘုလက်ကိုဘုလက်လာစွေးတယ် အစာရမ်းမိုက်တယ်။အဲ့လိုဒီမှာပန်းနေတဲ့နိုင်ငံရေးသမားတွေဖြစ်စီချင်တာပါရှိစီချင်တာပါ။တပါတခုခုဆိုဟိုအနာပိုင်းနေနော်။အတိုင်းပြီးရန်လုံးနေလူတွေကိုအတိုက်ခံလုပ်ပြီးတော့အခြေတင်ပြောပြီးတော့အတူအဖြူစုကိုအမဲလုပ်ပြီးတော့အဲ့လိုလုံးမဲ့ဝဆာနိုင်ငံရေးသမားတွေဆိုရင်တော့ပတိပခတွေကြားမှာပဲကိုရီးယားရှင်သန်ကြီးထွားရတယ်မကောင်းဘူးကြီး။ မ ACC လေးသူ့ဟာလေးတွေ ACC လေးသွားလို့ရတာလေး ACC လေးသွားတော့တိုက်ဆရာမလိုပဲနဲ့နော်ဒီကြီးကြီးပြောဆိုပြီးတော့သွားလို့ရတဲ့ဟာလေးအများကြီးရှိပါတယ်အဲ့လေးရှာကြံပြီးလုံးကြပါနော်ဗင်နီဇွဲလာမိမအကိုကြည့်ပါဘလောက်ညံ့လဲအာညက်တောင်မှာရေးလေလေပဲပါပါလက်ကလေးပဲအဲ့အမျိုးနိုင်ငံရေးသမားတွေအမပြီးမှဒုစာအထွန်းပေါက်စေချင်တာနော်ပေါ်ပေါက်လာစေချင်တာအဲ့ဒါပေါ့

စဉ်းစားတွေးခေါ်ပြီးတော့အဲ့လိုလေးလုပ်နိုင်မှာကောင်းတာအဲ့မဟုတ်လို့ရှိရင်အဆင်ပြေမဟုတ်လို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့လူပေါ့ဗျာတာမန်ပြည်သူတွေပြည်သူလူကနစ်နာသူတို့အတိုက်ခံလုပ်နေကြတာရန်နစ်နာကွာအချောင်းနာပဲရောက်သွားပြီလားအော်ဘူလက်ကြီးဘူလက်ကြီးဘူလက်ကြီးကတော့အဲ့လိုပေါ့ဥစ္စာနဲ့ ။ဟာလေဘာရီနဲ့အဲမှာတော့ထူးခြားတာပေါ့ဗျာ။သူ USDP ထဲမှာတော့သူဂျိုကာကြီးလိုလိုပါကြီးလိုဖြစ်နေတာ။ very entertaining ပေါ့ဗျာ။ဘီသူနဲ့ကနေလို့လို့ရဆိုလို့အဲ့ထဲမှာသူကြာကြာပါပါသူကတော့ရှိတယ်ဒါမျိုး။ပေါ်တော်တော်ကြီးနဲ့လုံးပြတယ်မျိုးစုံ။လူတွေရတာလေအခုပြနေရတော့အင်အား ကြီးကြီးမားမားနဲ့ဥမာ PPP ဆိုတော်တော်အင်အားတောင်းတာတွေ့ရတယ်။အချို့မိတ်ဆွေတွေ Facebook မှာမိတ်ဆွေတွေဖြစ်နေရလေ။ဘာမှမသိဘူးနိုင်ငံရေးသမားတွေမှမသိဘူး။နောက်တော့မှအဲဝစ်စုံတွေဝစ်ပြီးထွက်လာတော့မှအဲ့ဒါနိုင်ငံရေးသမားတွေပဲပေါ့နော်။ PPP ကတော့အဲ့မျိုးတွေဖြစ်တယ်။အဲ့မျိုးတွေနောက်မှသိရတယ်။ပြမတော့ဘာရမဟုတ်ဒီတိုင်း Facebook friend ဆိုတော့သူများကြောင်းလဲကိုကရတနာမကြည့်မိတော့မသိဘူးလေမသိတော့ဘာလဲပေါ့နောက်တော့မှဟာ ေါ်ပြအောက်ပြရင်းနဲ့ထွက်ချလာတော့ဟာဒီလူတွေပြပြပြရပေါ့ဆိုတော့ညာတောင်းတင်လာကြီးလားဆိုတော့ဘလောက်ပဲညာတောင်းတောင်းဥစားဒီတစ်ခေါက်လုတ်တဲ့အလေရှင်ရတော့ဗျာဒါကတော့ bottom line ပေါ့ဗျာဒါဒူတိုင်းလည်းသိနေပါပြီတကုံတော့အဲ့စစ်တက်ကတက်က25ရာခိုင်နှုန်းယူမယ်ပေါ့ဗျာဒါကတော့သူ့ရဲ့ by right constitution right constitutional right နဲ့25ရာခိုင်နှုန်းယူမယ် USDB က40 to 50%လောက်ကျွန်တော်အရင်ကပြောထားတဲ့အတိုင်းပါအဲ့ဒါကိုမရရအောင်သူယူလိုက်မယ်ယူပြီးတော့ကျန်တဲ့ပါတီတွေက25 to 30လောက်ပါအဲ့လောက်ပါပဲဘယ်လောက်အင်အားကြီးကြီးအဲ့ဒါလည်းပုံမနိုင်ဘူးနိုင်စရာအကြောင်းမှမရှိဘူးအဲ့ဒီ3 phase လုပ်မယ်ဆိုလို့ရှိရင်အဲ့လဲဆိုတော့3 phase ကဥမာ first phase မှာမှားသွားတယ်ဆိုရင်ပထမဆုံး phase မှာမှားသွားတယ်ဆိုရင်အပားကြီးကဖြစ်ချင်းကို ချက်ချင်းကို readjust လုပ်လိုက်ပြီးတော့ second phase third phase မှာတမျိုးတမီပြောင်းသွားမှာပေါ့နော်နောက် second phase third phase အဲ့ဒါကို readjust လုပ်လုပ်ချလိုက်မှာအဲ့ဒါ to to USDP advantage နော်အဲ့ဒါမဲ့သွားမှာပဲလေဒါကတော့အားလုံးကသွေးဖက်ဆန်ယူမဖြစ်ချင်ဘူးဟာအားညာဆိုအဲ့ဒါမဲ့သွားရမှာပါနော် တော်တော်ခံရတော့တင်းသာရှင်းလင်းပွဲဆက်ဆက်လုပ်နေတာတွေ့တာပဲအလားအနေနဲ့ရပိုတာတွေနဲ့ပဲအချိန်ကုန်သွားလိမ့်မယ်ရပိုတာဆိုတာလည်းသူညင်ရဆန်ချီကိုတော်ကြီးမှမဟုတ်ဘူးဘယ်သူပဲဖြစ်ခက်ခဲအောင်မေးလိုက်ရမှသူကဘိုးသားဖြစ်မှာလေဒါသူတို့အလုပ်သူတို့လုပ်နေတာဆိုတော့သူတို့လည်းအပြစ်ပြောလို့တော့မရဘူးဘာနဲ့နိုင်ပြောရခက်ခဲခက်ခဲတာလေးတွေတော့အနည်းခံရပါနော် understood တကယ်မှဟာလေးပြီးသားပေါ့ပြောမလေးကိုရည်သားစကားပြောပြီးတော့အဖြစ်တောင်းမလို့ချက်ဖို့ပြန်ဖြေဖို့အကျက်ရိုက်သွားတာပေါ့ကောင်းစားလားအဲ့လိုကောင်းနေအများကြီးပဲ channel လေးစဒီတိုင်းမိရကောင်းနေလဲအဲ့ဒီတိုင်းပဲ ဲရလစ်ကတူကဘာလဲဆိုမကောင်းလို့ပြောတာမဟုတ်ပါဘူးရှိတယ်မှာဒီလူတွေနိုင်ငံရေးသမားတွေစင်ကြင်မှုပြောတာဒါပဲဂျာနယ်လစ်ကသူ့အလုပ်သူလုပ်နေတာသူ့ကိုမကောင်းတာပြောလို့တော့မရဘူးဒါပေမဲ့နိုင်ငံရေးသမားတွေဒီမှာပါနေဖို့လို့မီဒီယာနဲ့တွေ့ကြရမလို့မတွေ့နေဘောဟမ်ဒီနေ့ရှင်လင်းပွဲလုပ်အောင်ကိုကစူရမှာမဟုတ်တာ ဟမ်ကိုအစိုးရမှာမဟုတ်ဘာမှရှင်းပေးရှင်းပြနေစရာမလိုဘူးဟမ်သူတို့ဗာလဲမင်းကတစ်ဖက်ကြည့်လိုက်ရတာတော့ဒီဒေါ်တဲ့ခိုင်တို့ပါတီက PVP ရပါတီကပါတီ member နှစ်ယောက်လွတ်ပြီးတော့ဒီယူရီးယားမှာရှိတဲ့ camp ပေါ့ဗျ CI camp လို့ခေါ်တယ် CI camp ဆိုတာ certificate of identity လို့ခေါ်တယ်ဒီတော့ကတော့သူတို့က ဦးနေဝင်းကြီးကတုံးပါဆိုလို့ရှိရင်ဟွာဘီက FRC ကိုပေါ့တရုတ်တွေပါတယ်တရုတ်တွေကလားတွေကိုနေတဲ့ခါကြလို့ရှိရင်သူက travel documents မရှိလို့ရှိရင်သူက CFI ထုတ်ပေးလိုက်တာခုတော့ CI လို့ခေါ်တာမသိ CFI CFI certificate of identity လို့ခေါ်တာ the passport ဖို့ passport တော့တစ်စနေ identity of identity တခု ID တခုမရှိမရှိရင်နိုင်ငံသားသွားဖို့ကမလွယ်ဘူးလေအဲ့ဒါနဲ့ထုတ်ပေးလိုက်ပြီးတော့ပြပောက်ထွက်လိုက်တာ နေဝင်ကအဲ့အဲ့ဒီကမ်အဲ့ဒီကမ်ပေါ့ဗျာဒါပေမဲ့အဲ့ဒီကမ်ကတရားဝင် engage လုပ်လို့ရတယ်တဲ့အပြန်ဖြေတာတော့ကောင်းပါလေအပြန်ဖြေတဲ့ chat တိတ်ကလည်းအဲ့ဒီ PP ကကောင်းလေးရတယ်တော်တော်လေး bright ဖြစ်ပုံရပါတယ် PP မှာအဲ့လိုမျိုးလက်သက်မွေးထားတဲ့ကောင်းတွေအများကြီးရှိတယ်အဲ့တော်တဲ့တက်တဲ့အူစားတွေပေါ့နော်အာဖြေတာမဖြေဖြေတာညံညံလိုက်တာမှတ်နေတော့တာလီကာလေးကြားနေတာအဲ့အဲ့လိုဖြေသွားတာ ဆိုတော့ certificate of identity ကိုဥစား CCI of I ကအရင်ကဗမာပြည်မှာ passport တော့ကလေးတွေကနိုင်ငံခြားခဏခဏသွားတော့ဆန်ကန်ဆန်ကန်နဲ့မပြည့်သေးလို့ရှိရင်ထုတ်ပေးလို့ရတယ်ကလေးအနေနဲ့ဆန်ကန်နဲ့မပြည့်သေးလို့ရှိရင်ကလေးအနေနဲ့မိခင်ထဲမှာလည်း passport ထဲမှာအတူတူတွဲထုတ်ပေးတယ်ဘိုးတော်ကဘိုးတော်ကအခုလည်းဒီတိုင်းပဲနေပါပါဗမာပြည်ကတော့အလောက်ကြီးကြောင်းနေသိမ့်မရှိပါဘူး လေး passport ရှိလားမရှိလားတော့မသိဘူးနော်ဆိုတော့ CEO ဖိုင်ကိုကလေးတွေလည်းခြင်နေအဲ့လိုမျိုးဘုရားကိုရီးယားငင်းငင်းလေးတော့ CEO ဖိုင်နဲ့ခရီးခဏခဏတော့သူကအခုကဘာဘယ်လိုမျိုးလုပ်ပေးထားလဲတော့မသိဘူးဟိုတော့ကအရန်ဆိုးတာဒီဒီလိုမျိုး A4 စကူရွက်ကြီးနဲ့သတင်းစာကြီးတို့ပဲသူ CEO ဖိုင်ဆိုတာအဲ CEO ဖိုင်မှာတပ်ပုံကပ်ပြီးတော့ အဲ့မှာ immigration ကဒစိတုံးတွေရှောက်နှိပ်တာပေါ့ကလေးကလေးမဟုတ်ကလေးနိုင်ငံလက်မှတ်လို့ the seal of certificate of identity အဲ့အမျိုးတွေသုံးတယ်ထင်ပါတယ်ကုလောလောတယ်အဲ့ CID ထုတ်ပြီးသားတယ်ဆိုတော့အဲ့ဒါကိုပြောတာထင်ပါတယ်ဟောဟိုစားတော့ယူရီးယားကိုရောက်နေတယ်မြန်မာတွေပေါ့တောင်ကျော်တွေပေါ့ဗျာတရားမဝင်ပထမဦးစွာတော့တရားမဝင်ရောက်လာတယ်နောက်တော့တရားဝင်အောင်လုပ်ပြီးသားတယ်ပေါ့ အဲ့အရာတွေကိုစုလို့ရထင်ပါတယ်ဆိုတော့ဘုရားကခက်စီအော့ဖ်အိုင်ဆိုလို့ရှိရင်ဟာဒီ A4 လို့ဟာမျိုးခောက်ရသေးတယ် तू ကစားဖို့မဟုတ်ဘူး तू ကစားရွက်ကြီးစာရွက်ကြီးပေါ်မှာတပုတ်ကတ်တာပြီးတာဒါပဲကလေးတွေလည်းအဲ့ဒါတွေပဲ FRC တွေလည်းအဲ့ဒါတွေပဲညောင်းအဲ့ဒါနဲ့ဒါပဲ password ကတော့တော့မှအသက်ကြီးတော့မှ password က password က15နှစ်ပြီးတော့မှ password ထုတ်ပေးတယ်အဲ့ဒါ ့15နှစ်ဆိုရင်တော့ရပြီ passport အဲ့လိုလေးရှိဘာဘာဒီမှာဟိုတော့ကဟိုတော့က green passport တွေပါလေလေထုတ်ပေးတယ်ဘယ်တော့မှဆိုဘာပြန်နေဆရာဝန်တွေအများကြီးအများကြီးဥစားရောက်30လောက်ရှိတယ်မလေးရှားမှာသွားပြီးတော့အလုပ်လုပ်ကြတယ်အကြီးတူကြီးခေါ်တာပဲအဲ့ခေတ်ကမလေးရှားမှာအလောက်ကြီးပညာတတ်တွေမရှိသေးဘူး ခုခေတ်ကတော့ရမ်းခွာသွားပြီ။အဲဘဝပြပညာတတ်တွေကဘဝပြဆရာဝန်တွေကိုပြန်ငှားတာ။ပြန်ပြီးတော့အလုတ်ခန့်တော့ပေါ့။အလုတ်ခန့်ပြီ။ဘမာပြရနဲ့ဘင်္ဂလားဒေ့ရှ်ကတော့မသိဘူး။အဲကလားဒီဘမာရင်းနဲ့ပေါ့ပြီးမလေးရှားအဲ့လို develop လုပ်တာသူတိုက်ပြီ။ပြီးတော့အဲဆရာဝန်တွေကဆေးရုံမှာလည်းအလုတ်လုပ်ရတယ်။ဒီ University မှာလည်း तू က visiting lecturer လို့မျိုးဘာတောင်ဝင်ပြီးတော့စာပြပေးရသေးတယ်။အဲ့လိုမျိုးလုပ်တာသူတိုက်ပြီးသူမြင့်တယ်။ through education ပေါ့တကယ်တမ်းလုပ်မယ်ဆိုလို့ရှိရင်ဟိုခုနအားနဲ့မန်းနဲ့လုပ်မယ်ဆိုလို့ရှိရင်ဆယ်စုနှစ်တစ်နှစ်စာတော့အဆင်ပြေပါတယ်အဲ့လိုပြီးပါတယ်လုပ်ချင်တဲ့ဆန္ဒပဲရှိဖို့လိုတယ်ဗျာအားလုံးကတညီတညွတ်နဲ့လုပ်ချင်တဲ့ဆန္ဒလေးရှိလို့ရှိရင်လိုက်လို့ပြီးတယ်လိုက်လို့ပြီးတယ်ဘာမှမမီကြအကြောင်းမရှိဘူးဘာလို့မညံ့ဘူး မမာရီကတော်တယ်စောက်ပွားတွေဖြစ်နေလို့သာအဲ့လိုဟိုတော်တော်တွေဖြစ်နေလို့နိုင်ငံရေးကိုစားစိတ်တွေလို့ကြွားပြီးတော့အဲ့ကြောင့်တကူကောင်းဆန်လို့ပြောတာကိုယ့်ကိုယ်ဖြစ်နိုင်ငံတော့ဘာမှလုပ်ပေးဖို့စိတ်ကူးဒါစိတ်မကူးနဲ့ကိုယ့်ကိုယ်ဖြစ်ကိုယ့်ကိုယ်မိမိကိုယ်ကိုဒီတိုင်းမှာကိုနေနေရတော့ကိုယ့်အကျိုးကိုလုပ်ရင်းနဲ့တိုင်းပြည်ကိုအကျိုးပြုအဲ့အကောင်းဆုံးပဲအနည်းဆုံးတိုင်းပြည်အမင်းကိုကြီးစေရမလို့တော့ဘူး အကူကျိုးအတွက်လောက်ကြရတာရောလိုက်လျားလိုက်လျားနဲ့ဟိုတိုင်းပြည်ကိုကယ်မယ်လို့ဥစားလုံးမယ်လို့ဒီမိုကရေစီရအောင်တိုက်မယ်လို့ဘာလို့အာအဲ့အဲ့မျိုးတွေလုံးလို့အဲ့လိုမျိုးတွေမယောင်ယာစီလိမ့်နေလုံးနေလို့အဲ့လိုမျိုးတွေဖြစ်ကုန်အဲ့တခုအောင်ဆန်ကြပါကိုကိုချိုးကိုမြန်ပြီးကိုချိုးသားကိုလှုပ်ကြတရားတရားအားတွေသူများရင်တွဲထားလိုက်ကောင်းပြောတာ ်မိမိရအတိုင်းမျိုးကိုဒုက္ခမပေးခြင်းအားဖြင့်မိမိရအတိုင်းမျိုးကိုဝေဖို့နေရတဲ့အတူတူပါပဲနော်အဲ့လိုပဲအဲ့လိုပဲသဘောထားပြီးလုပ်ကြတယ်ဘမားရနှမျိုးနှမျိုးကိုကောင်းတယ်သူကအဲ့နှမျိုးကိုရန်ကောင်းအဲ့လိုအဲ့လိုလေးရှိဒီတိုင်းမျိုးမှာတော့ပြင်းစရာကြီးပေါ့ဗျာစနေတနင်္ဂနွေလေးအတိုင်းမှာဘာမှမရှိဘူးအားရနည်းရလဲ မနေ့မနေ့နေပင်ထူအောင်အိတ်လိုက်တာဒါပါပဲတိတ်တိတ်ပြီးတော့အချိန်ကြီးမြန်မြန်ကုန်ွယ်သွားတာပေါ့ဒီအလုံးလုံးနေတော့ငါလုံးမလုံးနေလို့ရှိရင်အဆင်မပြေဘူးတိုင်းမိမှာကျွန်တော်ပြင်းမှုသိကုန်တနည်းတနည်းသွားတာဝေးကြီးပြတ်ဟုတ်ဟောဘုဇာတွေ့လိုက်တယ်ပါလဲ PDF တွေကပါလဲ Skylink Skylink နဲ့ပတ်သက်ပြီးတော့အဲ့ရဘယ်မှာလဲတော့မသိဘူးခုက အဲ့အဲ့ခုနပြောတဲ့လိုပေါ့ဗျာဟိုဥစ္စာဗီဒီယိုကလစ်စ်တွေအဲ့လိုမျိုးဥစ္စာ TikTok တွေတက်လာလို့ရှိရင်ကအရန်ဆိုတာ time stamp မပါဘူး location မပါဘူး who where what and why ဘယ်သူလဲဘယ်သူတွေလဲဘယ်မှာလဲဘာဖြစ်သွားလဲဘာကြောင့်လဲအမှောင်ဒီတိုင်းဗီဒီယိုတက်ချလာတာဒါပဲဗီဒီယိုကလစ်စ်ကခုရဲ့ associated information ပေါ့ဗျာဟိုပါဥစ္စာသူကပေါင်းပတ်သက်ရမယ် နောက်ခံနောက်ခံအကြောင်းအရာတွေဘာမှမပါလာဘူးအဲ့လိုတက်လို့ဘလို့မှ analyze လို့မရဘူးပြန်ဘာ skylink ကိုကြည့်ရတာအညာဘက်မှာထင်ပါတယ်ဟို skylink ကိုသူကပတ်စံယူပြီးတော့ပတ်စံယူလို့တဲ့ဆိုတော့ပတ်စံယူပြီးတော့အများပြည်သူတွေသုံးမှုချထားပြီးတာထင်ပါတယ်အဲသူတို့ကသူတို့ skylink ဆိုတော့တွတ်ကြည့်လို့ရပါတယ်သူတို့မှဂျိုလူဖုန်းတွေရထားလို့နေမှာပေါ့အဲ့ဒီနေရာမှာ mask mask သူဖုန်းနေရတာလို့နေမှာအဲ့ဒါကိုကြည့်ရတာဥမာပြင်ပြဒါဒါကတော့ကိုကရှောက်ပြီးတွေးပြီးပြောတာပေါ့ထင်တာလေရှောက်ပြောတာမှားလည်းမှားမှာပေါ့အဲ့ကြောင့်ပြောတာပေါ့တဘုံကတဘုံလို့နေတာမဟုတ်တဘုံကအစိုးရကောလုပ်တာပီတူပီတူဆိုပြီးတော့ဘာအစိုးရလက်တန်းကစားတာဘာရွာလေးကောဘာဘာလဲမသိဘူး 下等你留一记聊天啊？咱 <laughs> 不要聊天嘛，把这个。苏木他也年米的嘛不，苏来也年米的嘛不，白痴的 l 这、就是、n e 不三有比较道路是吧？是吧？这二也蛮个人啊！那没有说的，把路比留一下，一留调那调，调嘛，调那调不差，你知道吗？ ကောက်ကိုကျိတ်ပြီးဖြည့်ရှင်းလိုက်ပေါ့ကဲကိုလေးဘာကြီးနေနေရအောင်ရောက်တော့မယ်ဆိုတော့ဒီလောက်ပါပဲဒီဘက်ကတော့ဘာမှထွေးထူးထွေးထူးတင်းပို့စရာမရှိပါဘူးအားလုံးအဆင်ပြေပါတယ်အားလုံးကောင်းပါတယ်ညောင်တစ်ခုပေါ်ရောက်နေပါပြီညီမပြေ အဘာကြီးပဲတောက်ပဲလိုက်သွားလိုက်တော့ကောင်းပြောတာနူးပြမန်းနဲ့ဒေါ်လာကြီးလုတ်ပါးကြီးလုတ်နေအဲ့မှာအဘာကြီးအခုမှယူနီဖောင်းချက်လိုက်ဘောင်းကြီးချက်ပြလိုက်ပြီခါလေရက်ဝတ်တင်နေပါမေတီတောင်းညာတယ်ဘာကြလုတ်ကြလေဘုံကလိုမျိုးအဲ့တိုင်းပဲအဲ့ဒါအဲ့ဒါပဲတန်တရားလေးနေပါပဲ ဒီမကစီစစ်စစ်လိုချင်လာခဲ့ဒီတိုင်းကြီးကိုလာခဲ့စီဘဲ Prime Minister လည်းကုန်းဆဲလို့ရအကြောင်းမဟုတ်ဘာဖြစ်ဘူးအစိုးရမကောင်းတာကြိုက်တယ်လို့ပြောလို့ရတယ်ဘာမှမဖြစ်ဘူးပြောတော့လည်းပြောတာပဲရှိတာပဲလीဘာမှဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ထိရောက်စီချင်တော့ဟိုရင်းရင်းကြီးကြီးနဲ့အချက်နဲ့အလက်နဲ့ပြောရင်တော့ထိရောက်တော့အဲ့ဒါအဲ့ဒါလေးပါပဲညနေကင်ပြီးတော့တိုက်ခိုက်လိုက်မယ်ဆိုရင်တော့ ပို့ပြီးအလန်းဝေးသွားတာပေါ့။ခုကအလန်းနေဝေးကုန်တာအဲ့ဒါကြီးကြောင့်လက်နဲ့ကန်လိုက်လို့အလန်းနေဝေးကုန်တယ်။ဟာ။နော်ကလောက်ပါကားလေးပါလေးပတ်လို့လိုက်ဒီမှာနီးလေစားချိန်လိုက်။ချိန်ပြီးတော့သပင်လေးပါလေးညှပ်ပြီးတော့ဒီဘက်ကလောက်ပါပဲကျေးဇူးပါနော်အားလုံး။ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်တွေ့ကြမယ်နော်